ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့သက်ရှင်လက်ဆက်ပြီးရောချိုချိုမွေ့မွေ့လေးနဲ့အရန်စားလို့ကောင်းတဲ့လော်စာပြုတ်လုံနီလေးကိုလာမြရပြောဖြစ်ပါရရှင်ဒီနေ့လေးရဆိုလို့ရှိရင်အိမ်မလိုလိုကူလေးပဲအဝါလောက်စားလို့ရတဲ့နီလေးပဲဖြစ်ပါတယ်ကဲဒါဆိုလုံနီလေးကိုသိရအောင်ဖြည့်ဗီဒီယိုလေးကိုအစုံထိလိုက်ကြည့်ပေးကြပါဦးရှင် ထမဆုံးရေစိမ့်တန့်စင်ပြီးတော့တ냐ရေစိမ့်ထားတဲ့ကောက်ညစ်ဆန်နှုတ်စီဖူးနဲ့သုံးဖူးစာကိုဖြိုအားပေါင်ပေးရန်အတွက်ပေါင်မှန်ခွက်ထဲကိုထည့်ပေးလိုက်ပါဖြိုအားဒီအဖို့လေးနဲ့တစင်ပေါင်းမှာပေါ့နော်ပြီးရင်တော့ကောက်ညင်ဆိုင်ရဲ့မျက်နှာပြင်လေးတွေညင်သွားအောင်ညှိပေးလိုက်မယ်။ပြီးလို့ရှိရင်တော့ဒီအငွေ့လေးထွက်ရအောင်ပေါ့နော်။ဖြူတို့လဲမှာခုလိုမျိုးလေးပေါက်လေးတွေလောက်ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့မိနစ်30လောက်ပေါင်ထားပေးလိုက်ပါမယ်နော်။ ကောက်ညင်ဆိုင်ပေါင်းထားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းမကြာခဏပေါ့နော်ကောက်ညင်ဆိုင်ရဲ့မျက်နှာပြင်လေးတွေကိုရေလေးနှင်းငယ်နဲ့ဖြန်ပေးရမှာဖြစ်ပါတယ်ရှင်။ แกดินเนฮะဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ကောက်ညင်ဆန်လေးရတော့ကျက်ပါပြီ။แกကောက်ညင်လည်းကျက်ပြီဆိုလို့ရှိရင်တော့သူ့ကိုလုံးဝအေးသွားတဲ့အထိခဏလောက်အေးခဏပေးလိုက်ပါမယ်နော်။ကောက်ညင်လည်းအေးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုရေအေးနဲ့၃လထပ်လောက်ပေါ့နော်ဆေးထုတ်ပေးလိုက်ပါမယ်။ဒီမှာဆိုလို့ရှိရင်တော့ကောက်ညင်ဆန်မှာရှိတဲ့အစီလေးတွေထွက်သွားတဲ့အထိပေါ့နော်။လုံးဝပန့်စင်သွားတဲ့အထိဆေးထုတ်ပေးလိုက်ပါရရှင်။ဒီမှာဆိုလို့ရှိရင်တော့ဖြိုးစစ်ထုတ်ပေးလိုက်တာ၄-၅ရေလောက်ရှိပါတယ်။ ဖြူတို့ကောက်နှင်းဆန်ကိုရေလေးနဲ့သိချားလေးစေးပြီးလို့ရှိရင်တော့ရေစစ်ပစ်ထားလိုက်ပါမယ်နော်ဒီနေ့လေးကတော့နှစ်ရက်လောက်ထားရုံနဲ့စားလို့ရတဲ့နေလေးပေါ့နော် အရင်လဲစားကောင်းတယ်ပြီးတော့အများကြီးလည်းရပါရဲ့ရှင်ကဲပြီးရင်တော့သူ့ကိုရေစစ်ထားလိုက်မယ်ကောက်ညင်ဆန်ကိုရေစစ်ထားရင်လည်းဖြိုးကဖလော်ဇာလောက်တဲ့ဒီတဆေးပေါ့နော်ဆေးကိုဖြိုးက၃လုံးလောက်ကိုတုံးထားပါဗါဒီဆေးကိုဖြိုးကမြေချပွေလေးနဲ့ပေါ့နော်အခုလိုမျိုးလေးထူထားပေးလိုက်ပါရရှင် ထုတ်ပြီးတော့လုံးဝညက်သွားတဲ့အထိခြေထားပေးလိုက်ပါရရှင်ဒီနေရာမှာလှော်စားတော့တာအရင်မများဘူးဆိုလို့ရှိရင်ဒီဆေးတလုံးတန်းနဲ့တော့လုပ်လို့ရတယ်ပေါ့နော်ပြောတော့နှုတ်စီဘူး၃ဘူးစာလောက်ကိုတုံးထားတာဖြစ်တဲ့အတွက်ဆေး၃လုံးလောက်ကိုထည့်ထားပါတယ်ခဲအခုလိုမျိုးလည်းညက်ပြီဆိုလို့ရှိရင်တော့ပြုလို့စပြီးတော့ဆက်ပေးရန်အတွက်ဒီရေစစ်ထားတဲ့ကောက်ညင်းကိုခွက်တလုံးထဲကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ခုနကပြုလို့ခြေထားတဲ့ဒီဆေးမုတ်လေးကိုထည့်ပြီးလို့ရှိရင်တော့သမတော်အောင်နေထားပေးလိုက်ပါမယ်နော် လော်စားလောက်တဲ့ချိန်မှာဆိုလို့ရှိရင်ဖြူတို့သုံးတဲ့ခွက်ကလည်းတိုင်ရမှာဖြစ်တယ်လို့ဖြူတို့လက်ကလည်းလုံးဝတန့်စင်ဖို့လိုပါရဲ့နော်လက်အိတ်သုံးရင်တော့လက်အိတ်ကိုတရေလောက်ရေလေးနဲ့ဆေးပြီးမှာပေါ့နော်ဖြူတို့ဒီလော်စားရဲ့ဆန်လေးကိုပေါ့နော်နည်းပေးပါလို့အကြံပေးချင်ပါတယ်ရှင်မဟုတ်ရင်လော်စားကမှုတက်တာတို့အနဲ့မကောင်းတာတို့ဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကဖြူတို့လော်စားထဲမဲ့ဘူးလေးကလည်းတန့်ဖို့လိုပါရဲ့နော်လုံးဝတန့်စင်နေမှသာလော်စားကကောင်းလင်းဖြစ်မှာဖြစ်ပါတယ်ဆေးကိုတော့နည်းနည်းချင်းစီထည့်ပြီးတော့သမတော်အောင်ပေါ့နော်နဲ့သွားပေးလိုက်ပါရရှင် အားလုံးနှံ့သွားအောင်ပေါ့နော်နည်းနည်းလေးအချိန်လေးပေးပြီးတော့နှဲသွားပေးလိုက်ပါကဲအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ဖြူတို့လှော်စားထဲမဲ့ဘူးလေးတွေကိုအခုလိုမျိုးလေးတစုံချင်းစီကိုထည့်ပေးလိုက်ပါမယ်ဖြူကတော့ဒီဖန်ပလင်းလေးကိုသုံးထားပါရဲ့ရှင်ဒီဖန်ပလင်းကိုတော့လုံးဝတတ်စင်အောင်စီးပြီးတော့6တက်ထိပေါ့နော်6ခန်းထားတာဖြစ်ပါတယ် ကောင်းညင်ကိုထပ်ပြီးလို့ရှိရင်တော့အခုလိုမျိုးလေးဇုံလေးနဲ့ဖိဖိပေးလိုက်ပါမယ်နော်ဇုံလေးနဲ့ဖိပေးတာနဲ့ဖြိုးကဒီလက်တက်တက်မှာအပေါက်လေးတစ်ပေါက်ဖောက်ပေးလိုက်ပါတယ်ဒီပေါက်လေးကကျတော့ဖြိုးတို့လှော်စားဖိဖိကိုကြည့်တဲ့ပေါက်လေးလည်းပြောရတယ်ပေါ့နော်ဒီလိုလှော်စားဖိရင်သူကရေလေးတွေထွက်လာပါတယ်ဒီထဲက အပေါက်လေးဖောက်ပေးရနဲ့အဖုံးလေးအုပ်ပြီးတော့နှညာလောက်နှက်ထားပေးလိုက်ပါတယ်။ဒါကတော့နှညာလောက်နှက်ပြီးလို့ရလာတဲ့နေသားလေးပဲဖြစ်ပါတယ်။ဒီနေ့ဟာဆိုလို့ရှိရင်အနက်လေးကလုံးဝမှွေပြီးတော့ပေါ့နော်လော်စားလည်းဖြစ်နေပါပြီရှင်။တကယ်လို့ကိုကအချိန်ရှိတယ်ဆိုလို့ရှိရင်တော့၃ညလောက်နှက်ပြီးမှစားမယ်ဆိုလည်းရတယ်ပေါ့နော်။ ဖြစ်သွားတော့နှစ်ညလောက်နှက်လိုက်တယ်နှစ်ညလောက်နှက်ပြီးမှခါလောက်ယူစားပြီးမှကြံတဲ့ဟာလေးကိုကြတော့ရေကတိတာထမထည့်ပြီးပေါ့နော်ထည့်သိမ့်ပြီးတော့စားဖြစ်ပါတယ်ရှင်ရေကတိတာထမထည့်ပြီးတော့စားရင်တော့အနက်လေးမှွေပြီးတော့အေးအေးလေးနဲ့ပို့ပြီးလိုက်စားလို့ကောင်းပါတယ်ကဲခုဆိုလို့ရှိရင်တော့အနက်လေးရောက်မှွေပြီးတော့ချွတ်ချိုလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ဖြူတို့ရဲ့လှော်စားမှုမှွေလေးရတော့စားဖို့စိတ်သက်ဖြစ်နေပါပြီရှင်သူရရသားလေးရဆိုလို့ရှိရင်ချွတ်ချိုဆက်ဆက်လေးနဲ့အနက်လေးမှွေပြီးအရန်လည်းစားလို့ကောင်းပါတယ်စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယို ိုလေးရအားလုံးအတွက်အဆင်ပြေမှန်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะ။ဒါဆို PNW တက်တင်မှာပြန်ဆောင်ကြမယ်เนาะ။အားလုံးပဲဘိုင်ဘိုင်။